အလိုအားလုံးပဲမင်္ဂလာပါမွေးငါဆိုရင်ထမင်းလွတ်စားတတ်တဲ့သူတွေရှိလားကျော်စစ်ကတော့အိမ်မှာမွေးငါပူပူကိုထမင်းလွတ်စားမှပဲဖြစ်ပါတယ်အားလုံးပဲကျော်စစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော် အရင်ဆုံးအနေနဲ့ငါပြောဦးကိုအခုလိုစနုံးမုံလေးစားလေးနဲ့တူရေးစိမ့်ထားမယ်ပြီးရင်တော့ငါ့ကိုတော့ကျော်စစ်ကဒါငါခုလေးကိုပေါ့နော်အခုလိုမျိုးဇပလင်လေးရဲ့ဂျင်းရဲ့စနုံးမုံလေးရဲ့နဲ့အတူပြုတ်ပေးလိုက်ပါမယ်ပြီးရင်ရတာအတွက်ငံပြားလေးပါထည့်ပေးလိုက်မယ်ငါပြုတ်ထားတော့မှာပဲကျော်စစ်တို့ဒါမွေးငါဟင်းရင်မုံကိုပေါ့နော်ကျော်စစ်တို့အခုလိုရေးဖြောထားမယ်ငါ့ကိုကျော်စစ်တို့ပြုတ်ပေးပြီးသွားရင်တော့အခုလိုမျိုးငါပြုတ်ရေးတက်တက်ငါတက်တက်ခွဲထားပေးလိုက်ပါမယ်အရင်ဆုံးအနေနဲ့ငါစီတက်ဖို့အတွက်ဂျင်းစက်သွင်မှုနဲ့ဇပလင်ထောင်းထားလေးကိုအခုလိုမျိုးငါအသားနွန်ထားလေးနဲ့အတူ ရောင်တင်မုံနူးမုံလေးထည့်ပြီးတော့ကြာတော့စီတက်ပေးပါမယ်။ကဲအခုလိုမျိုးငါးစီတက်ပြီးသွားရင်တော့မွေးငါးဟင်းရီစပြီးချက်ဖို့အတွက်ကိုကျွန်တော်တို့ရင်နွေးကြွကြွဆူမှာရှေ့မှာရေဖြောထားတဲ့မွေးငါးဟင်းရီမုံကိုထည့်ပေးပါမယ်။ပြီးရင်တော့ငါးပြုတ်ရီထည့်ပေးပါမယ်။နာနာပွက်လာပြီဆိုလို့ရှိရင်တော့ကြက်သွန်ဦးလေးတွေထည့်ပေးပါမယ်။ကဲခုလိုမျိုးကျော်စစ်တိုးဟင်းရီနာနာထပ်ပြီးပွက်လာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ရှေ့မှာ၅စီတက်ထားလေးကိုထည့်ပေးပါမယ်။ ခုဆိုရင်တော့တကယ်ကိုမွေးငါဟင်းရင်နဲ့မွမွေးလေးနဲ့လုံးဝစားကျင်စပွဲပဲပေါ့နော်ပြီးရင်တော့မွေးငါဆိုရင်အိုဘဲဥနဲ့မှကျော်စစ်ကစားတက်တာမို့အိုဘဲဥလေးပါထည့်ပေးလိုက်ပါတယ်ပြီးရင်ငါပြောဥများများလေးထည့်ပေးလိုက်ပါတယ်ကဲနောက်ဆုံးမှာတော့ကျော်စစ်တို့မွေးငါကတော့ဟင်းရည်ကြလေးစားလို့ကောင်းလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းရည်နာနာကြတဲ့အထီကိုတဲထားပေးလိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့အနဲ့အရသာနဲ့ပြည့်စုံတဲ့မြမမွေးငါပူပူလေးရပါပြီ စားပါလေကျဲပဲပူပဲဦးလေးတွေရောပြီးသွားရင်မပြောဘူးတွေရောပေါ့နော်ဘယ်ကတ်ကျော်ပါအများကြီးလေးညင်မယ်ရှယ်ပါပဲ ီနေ့ကတော့အိမ်မှာစားတာဆိုတော့ကြတော့ကျွန်စလက်နဲ့ပဲအာပါတီယာစားလိုက်မယ်ပေါ့နော်အားလုံးပဲစားပါအောင်ခင်ဗျอืมอืมว่าที่มีแต่ก็จะจุๆเลยละกัน င်ကတော့အိမ်မှာဝင်ငါဆက်ကြိုက်ချက်စားပါတော့နော်အရင်စားကောင်းတယ်อืมဘယ် ငါးအောင်ပါလေငါးအောင်စီတက်ထားကြတော့ငါးစီတက်ထားရအနံမှွင်းမှွင်းလေးချိုချိုလေးနဲ့ဝင်ငါပိုးပြီးစားကောင်းတယ်ပေါ့နော်ဒါကြတော့ကျွန်တော်အညာချက်ပုံစံမျိုးတော့မဟုတ်အညာမှာဆိုကလပဲကြီးပါပဲပါတယ်ဒါကြတော့ကျွန်တော်ရိုးရှင်းရှင်းလေးပဲပေါ့နော်အဓိကမွေးငါဟင်းရင်ပုံပဲတုံးပြီးချက်ထားပါပေါ့နော် ရမ်းစားကောင်းတယ်အိမ်မှာမွေးငါးချက်လို့ရှိရင်ခမင်းလို့ပေါ့နော်ဘုံမှာခမင်းလို့စားတမ်းမကြောက်တော့ဆိုအိမ်မှာအရွယ်တကူချက်ပြီးတော့ကြာတော့စားလို့ရရပေါ့နော်ငားလေးနဲ့ပဲအရွယ်တကူလေးချက်ကလပ်ဘဲရပါရမပြောအောင်ထားအောင်ဆိုအချိန်ပိုးပြီးကြာရအရွယ်တကူချက်စားရတယ် ရန်တိမိထပ်ပြီးတော့ထက်ပြီးစအောင်မယ်ပေါ့နော်အဲတော့ကျွန်တော်ကဒီနေ့အိမ်မှာအလွယ်တကူဝင်ငန်းလေးထပ်ပြီးတော့ကြာစားပြတာငါမိုးလေးထပ်ပြီးစားကြည့်ဖို့လည်းဝင်မြပေးပါတယ်မြမမွေးငါတော့ဖက်ရှင်ပဲနေရာပဲစားစားမရိုးဘူးပေါ့နော်အခုကြာစစ်တငယ်ချင်းနဲ့ဆက်ပြီးတော့ကြတော့စားလိုက်အောင်ပဲဒီနေ့ကတော့ထမင်းလို့ပေါ့နော်နောက်ဘလို့ရမှာပြန်ပြီးတွေ့ဆုံပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ